ဒီပူပီရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘိုလီးဗီးယားအထွေထွေရွေးကောက်ပွဲမှာမခိုလက်ရရှင်ဝါဒီရိုဒရီဂိုဘတ်စ်ကအနိုင်ရရှိပြီးအာနာယဆိုရှယ်လစ်လှုပ်ရှားမှုပါတီ MAS ရဲ့စေစုနှစ်နှစ်ခုနေပါအုပ်ချုပ်မှုကိုအဆုံးသတ်လိုက်ပါတယ်။အဲဒီနောက်ဘတ်စ်ဟာ9ဆစ်လစ်ဒသမ5ရခိုင်နှုန်းနဲ့ပြိုင်ဘက်ဟော်ဟဲကီရိုဂါကတော့၄ဆစ်5ဒသမ6ရလက်ကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ 26 लाख 17000 से अधिक जो दीप शर्मा में मुए फवा शा အရက်အပြည့် हिंदू ဘာသာဝင်တွေယုံကြည်ကြတဲ့အိန္ဒိယနိုင်ငံအယူတရားမျိုးဖရာကျောင်းတစ်ခုမှာဒီပါဝလီ အကျိုးအဖြစ်မင်းထွန်းပွဲတစ်ခုကိုကျင်းပခဲ့ကြပါတယ်။ဒါဟာဆာရာယုအမြင့်ကန်တခြားစီမီးခွက်နေတသမ6တန်းအထိထွန်းညင်းပြီးတော့ကဘာဆန်ချင်းတင်ဖို့ကြိုးပမ်းခဲ့ကြတာပါ။ DBB ရဲ့နောက်ဆုံးရသတင်းတွေကို DBB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါသေးရှင်